အန်ဆိုဖာနန်တက်ကိုရီယယ်မက်ဒရစ်ထံရောင်းချဖို့ပြင်ဆင်ထားတဲ့ Chelsea ရဲကြမြလုံးမဲမိနော်ဗျာဘလူးလိုင်းယွန်ကင်းကနေပြန်လဲကြော်လဲပါရင်ခဲချင်းအသင်းရဲ့စီမံခန့်ခွဲမှုနဲ့လောရက်တွေကအားပေးနေကြတဲ့ပရိသတ်တွေကိုပဆိုးလှန်ပြနေကြလို့ပါဗျ။ဒီလိုလုံချင်တာလုံးမဲဒါကိုမင်းတို့လက်ခံခြင်းလဲလက်ခံလက်မခံခြင်းလဲလက်ခံဆိုတဲ့အချိုးမျိုးကိုတော့ဘိုလီတို့ကချိုးနေကြတာပါ။အခုလဲဆန်ချိုးလို့တုံးစားလို့မရတဲ့အရင်မြအဖက်မြကစားသမားတွေကိုအသင်းမှာခေါ်ထားပြီးအသင်းရဲ့ပေးကိုင်းရှင်တယောက်လိုဖြစ်နေပြီဖြစ်တဲ့အန်ဆိုဖာနန်တက်ကိုထုံယောင်းသွားဖို့ချင်းစီသင်းကပြင်ဆင်နေပြီဖြစ်ပါရင် ချဲစီဟာသူတို့ဖြစ်ချင်တဲ့ပြောင်းရွှေ့ခြင်းတိုင်းလိုင်ယောင်းကြီးထွေစွားတဲ့ပေးနိုင်မယ်အသိရှိရင်အန်ဆိုကိုရောင်းချပေးသွားမှာပါတကယ်လို့ယုံကြည်စိတ်ချတဲ့ကံလမ်းမှုတစ်ခုရှိခဲ့မယ်ဆိုရင်ယခုလာမဲ့နေရာဒီမှာပဲအန်ဆိုကိုအသိကနေထုတ်ရောင်းသွားဖို့အတွက်ချဲစီအသိကဆုံးဖြတ်ချက်တွေချထားပြီဖြစ်ပါတယ် အန်ဆိုကမာရက်စကာရဲ့အစီအစဉ်တွေထဲမှာအဓိကကြားတဲ့ကစားမတူပါဗိုလေးတို့ကလည်းအန်ဆိုကိုသဘောကျတဲ့အနေအထားမျိုးမှာရှိပါတယ်။ဘာလဲဆိုတော့မာရက်စကာကိုနီးပြားအဖြစ်မခန့်အပ်ခင်လက်စတာကိုခွင်တောင်းပြီးတွေးဆောင်စကားပြောဆိုစဉ်မှာမာရက်စကာကချင်းစီကိုသာကင်တွယ်ခွင့်ရရှိခဲ့မယ်ဆိုရင်သူ့ဘက်ကရာထားတဲ့ plan တွေကို proposal တွဲပြီးဘိုလီရိုထံတင်ပြခဲ့တယ်လို့သိရပါတယ်။အဲ့ဒီ plan ကတော့အန်ဆိုကိုတည်ပြီးတော့ချဲစီသင်းကိုတီဆောက်မယ်ဆိုတာပါပဲ။ ဒီပလန်ကြောင့်ပဲမာရက်စကာကချင်းစီနီးပြရာလူကိုရရှိသွားခဲ့ပြီးငါးနှစ်စာချုပ်ချုပ်ဆိုခွင့်ရရှိသွားခဲ့ပါတယ်။ဒါကြောင့်လည်းအန်ဆိုကဘိုလီလိုစိတ်ကြိုက်ကစားသမားတူဖြစ်တယ်လို့မာရက်စကာရဲ့စီစဉ်နေမှာလည်းအဓိကကျတဲ့နေရာကနေပါဝင်နေတယ်ဆိုတာတွေ့ရှိရပြီးအခုလိုမျိုးအန်ဆိုကိုရောင်းထုတ်မယ်ဆိုတဲ့သတင်းထွက်ပေါ်လာတဲ့အပေါ်မှာတော့ကျွန်တော်အနေနဲ့အတော်လေးကိုအံ့အားသင့်မိပါတယ်။လက်ရှိမှာတော့အန်ဆိုကိုခေါ်ယူဖို့အတွက်စပိန်ဘလူးဂျီရီယယ်မက်ထရီကအသေးအံစိတ်ဝင်စားနေတယ်လို့သိရပါတယ်။ ရေရကသူတို့ရဲ့ကွင်းလည်ကိုအဆင်ပြေတင်ကျင်နေတာပါအထူးသဖြင့်တိုင်းစဲအတွက်ကီလာပတ်စ်တွေအများကြီးပေးပို့နိုင်တဲ့ကစားသမားမျိုးကိုရေရဘက်ကလုံးချင်နေတာဖြစ်ပြီးဒီအတွက်အန်ဆိုကိုသဘောပြလာခဲ့တာလည်းဖြစ်ပါတယ်ရေရအသင်းဟာတိုနီခရူးထွက်သွားပြီးခင်းကအသင်းရဲ့ကွင်းလည်ကိုပဲကင်ပေးနိုင်မယ်ကစားသမားပြောင်းဆုံးသွားခဲ့ရသလိုမိုဂျစ်ကလည်းအသက်40ရွယ်ကိုရောက်ရှိလာခဲ့ပြီဖြစ်တာကြောင့်ကစားဘောအတွက် အကန့်အသတ်တွေများရှိလာခဲ့ပြီဖြစ်ပါတယ်ဒါကြောင့်လည်းရေရကသူတို့ရဲ့ကွင်းလည်ကိုပဲကင်ပေးနိုင်မယ်ကစားသမားအဖြစ်အန်ဆိုကိုမျက်စိကျနေခဲ့တာဖြစ်ပါတယ် လန်ဒန်ကလန်အသင်းဟာ2023ခုနှစ်အစမှာတော့ကဘင်ဖီကာကနေအန်ဆိုကိုခေါ်ယူကရင်းနှီးမြှုပ်နှံမှုတစ်ခုပြုလုပ်ထားခဲ့တာပါအန်ဆိုရဲ့စွမ်းဆောင်ရည်ကလည်းဘင်ဖီကာမှာတော့အတိုင်းပဲချဲစီမှာလည်းခြေစွမ်းကောင်းတွေကိုဆက်လက်ပြသနေနိုင်ပါတယ်လက်ရှိဘောလုံးရာသီမှာလည်းအာဂျင်တီးနားလူငယ်ဂျန်ဝင်းဟာချဲစီအတွက်ပြိုင်ပွဲဆုံမှာပွဲပေါင်း30ကျော်အထိပါဝင်ကစားပေးထားပြီဖြစ်ပါတယ်ဒီနေရာမှာတော့ဘော်လေးတို့ရဲ့အစီအမံကြောင့်အန်ဆိုကိုခေါ်ခြင်းနဲ့ကလပ်အသင်းတွေအနေနဲ့ ပြောင်းရွှေ့ခြင်းအများကြီးပေးနိုင်မှာရမယ့်အနေအထားဖြစ်ပါရင်အန်ဆိုနဲ့ချဲစီတို့ရဲ့အကြမ်းမှာ2032ခုနှစ်အထိစာချုပ်တန်ကြန်ရှိနေသေးတာကအန်ဆိုကိုအချိုးချောင်းဈေးနဲ့လာနှိုက်လို့မရတဲ့အတားအဆီးတစ်ခုဖြစ်နေပါရင်ချဲစီဘက်ကတော့အန်ဆိုကို ဗင်ဖီကာကနေခေါ်ယူခဲ့စဉ်ကပေးခဲ့ရတဲ့ပြောင်းရွှေ့ခြင်းယူတန်း120တိုင်ရရှိနိုင်မှသာအန်ဆိုကိုလက်လွတ်သွားမှာပါ။ရီယာတင်ကတော့ဘန်နာရေးအင်အားတောက်တင်းတဲ့အသင်းဖြစ်တာကြောင့်အန်ဆိုကိုဝယ်ယူနိုင်ဖို့ဘန်ချက်အင်အားအဆင်သင့်ရှိနေပါတယ်။လက်ရှိမှာတော့အန်ဆိုကိုခေါ်ယူသင့်မခေါ်ယူသင့်ဆိုတဲ့ပတ်သက်တော့အပိသက်သုံးသပ်မှုတွေပြုလုပ်နေပြီးခေါ်ယူသင့်နေဆိုရင်တော့လာမယ့်နေရာဒီမှာပဲချဲစီနဲ့စကားပြောဆိုဆွေးနွေးသွားမှာဖြစ်ပါတယ်။လက်ရှိမှာလည်းချဲစီဟာအန်ဆိုနီယာကိုအစားထိုးဖို့အတွက်တင်းတော်မဲ့ကစားသမားတွေကိုရှာဖွေနေပြီဖြစ်ပါတယ်။ အန်ဆိုရဲ့ကိစ္စနဲ့ပတ်သက်ပြီးဘောလုံးကိုစော်ကာလို့ခေါ်ကြတဲ့ချင်းစီသင်းပိုင်ရှင်ရဲ့အပေါ်မြစ်တာဘူဆူတောင်းစကားလေးတခုံးစီလောက်ချင်းမြင့်ပေးသွားခဲ့ကြပါဦးဗီဒီယိုကအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရယ်ခင်ဗျာ